မင်္ဂလာပါရှင်။ကျမတို့ Rugby Court သတင်းဌာနကနေជួសសួរပါရှင်။အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်သူ့လူမျိုးရေးတမတော် PNL ကဥတ္တရတီမျိုးနယ်ကစစ်တပ်လုံခြုံရေးစခန်းတစ်ခုကိုဝင်ရောက်စီးနင်းခဲ့တဲ့သတင်းလေးပဲဖြစ်ပါရှင်။ပြည်သူ့လူမျိုးရေးတမတော် PNL ကနေပြည်တော်တိုင်းဥတ္တရတီတက္ကုံမျိုးနယ်ရနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုစီးနင်းနိုင်ခဲ့တယ်လို့ဒီနေ့မှထုတ်ပြန်ထားပါရှင်။ ဒီစစ်တပ်ခြေပြုလုံရုံရေးကင်စခန်းကနှစ်နှစ်ကြာရှိခဲ့တာဖြစ်တယ်လို့ BNL ကထုတ်ပြန်ထားပါတယ်ရှင်။အဆိုပါစခန်းကိုနိုဝင်ဘာလ12ရက်နေ့ကတော်လန်ရေးရဲဘော်တွေကစီရင်ခဲ့တာဖြစ်ပြီးစစ်တပ်တပ်ဖွဲ့ဝင်တွေကစခန်းကိုစွန့်ခွာထွက်ပြေးတဲ့အတွက်ကင်းကြီးမျိုးစင်ဘန်ကားများကိုစီရင်ပြီးမိရှုပ်ရှင်းလင်းခဲ့တာလို့ BNL ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။တော်လည်းရဲဘော်တွေကစခန်းတစ်ခုလုံးကိုဒုတိယအကြိမ်ဖြစ်နိုဝင်ဘာလ23ရက်နေ့မှာထပ်မံရှင်းလင်းခဲ့တဲ့အတွက်ငွေချိုကြီချိုနဲ့စစ်အုံဆောင်တွေကိုတင်စီရမိခဲ့တယ်လို့လည်းသိရပါဗျာရှင်။ မဲသိမြို့နယ်မှာစစ်တပ်စစ်ကြောင်းတစ်ကြောင်းနဲ့နေပြည်တော်မြန်လမ်းမှာစစ်ကြောင်းတစ်ကြောင်းအခြေပြုစခန်းနှစ်ခုမှာစစ်ကြောင်းတစ်ကြောင်းတို့ကပူးပေါင်းပြီးနေမြေစိုးမိုးရေးလုပ်နေစဉ်ရန်နာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုစီးနင်းခဲ့တာလို့ PNL ကဆိုပါတယ်စစ်တပ်စစ်ကြောင်းနှစ်ကြောင်းကလက်ရှိချိန်မှာရန်နာမြေအခြေပြုလုံခြုံရေးစခန်းအနီးကခြေရွာနှစ်ရွာမှာစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်ပြည်သူ့လူမျိုးရေးတမတော် PNL က မန္တလေး၊စကိုင်းနေပြည်တော်ရှမ်းမြောက်စစ်စင်ရေးတို့မှစစ်အာဏာရှင်အမြင့်ဖြတ်ချိန်မုံရေးအတွက်တော်လှန်ရေးတပ်တွေနဲ့အတူပူးပေါင်းပါဝင်လျက်ရှိပါတယ်ရှင်။